မင်္ဂလာပါရှင်ဒီနေ့တော့အတီရွဲ့နဲ့ကြာဆန်အနေငယ်နဲ့ကြည်ဦးနဲ့ထမင်းလို့ကြော်စားမှဖြစ်ပါတယ်နော်ညင်ကြီးကတော့စီမသက်ဖဲနဲ့ခင်းကျင်သင်းနဲ့စီနဲ့တပါးဒီထည့်ပြီးတော့နည်းနည်းလေးဣလာတဲ့အခါမှာအတီရွဲ့ကိုထည့်မှဖြစ်ပါတယ်ကိုနှစ်တဲ့ရအစာပလာကိုထည့်လို့ရပါတယ်နော်ညင်ကြီးကတော့လေကူရိုးရှင်းနဲ့နေလေးကိုပဲသုံးထားပါတယ်လုံးဝစီရော ဒီဒီနဲ့လည်းတည်ထားပါဘူး။ဒါကြောင့်လဲဆိုတော့ဆီယာမီအခုပြင်းပြင်းသေးလိုက်ရင်တတ်တမျိုးပြောင်းသွားတယ်လို့ပြင်ကြီးကတော့သိထားလို့ပဲဖြစ်ပါတယ်။နည်းနည်းလေးဤလာတဲ့ခါမှာအစာပလာအကုန်ဆုံးထည့်ပြီးတော့မြေရုပ်ကောင်းအနေငယ်ဆက်ထည့်ပါမယ်နော်။ပြီးတော့အစာနေငယ်နဲ့ချိုးမှုနေငယ်ပဲထည့်ပါတယ်။ကိုနစ်တဲ့ရအစာပလာကိုထည့်လို့ရပါတယ်နော်။ အတန်ငယ်မွေပြီးသွားရင်ချက်ဥနှလုံးဖောက်ထည့်လိုက်ပါတယ်ချက်ဥထည့်ထားပြီဆိုတော့မကအောင်ခဏခဏတော့မွေပေးရတာပေါ့ပြီးတော့မီးလည်းအနေငယ်လျှော့ထားပါတယ်နော်ပြောဖို့တခုကြံသွားတာကတော့အတီးရွက်ကိုရေးစင်အောင်ဆေးရမှာပဲဖြစ်ပါတယ်ရန်စာကောင်းတဲ့သမင်းလို့ကြာစံအတိရွဲ့ကြုံလေးရပါပြီရှင်။လှုပ်ရှားကြည့်ကြပါနော်။ ဝိတ်ချသူတွေအတွက်လည်းကယ်လိုရီနည်းပြီးအရင်လဲစားကောင်းပိုက်လဲပြည့်စီပါတယ်နော်။ Bye bye